22ရာစုနက္ခတဗေဒတော်လန်ရေးဂျိုကြီးရှစ်လုံးအယူဆတဲ့အပြည်ပြည်ဆိုင်ရာနက္ခတဗေဒဖွဲ့ကြီး International Astronomical Union ကပထမဆုံးကြိမ်ဖြစ်ဂျိုပလန်နက်တစ်ခုဆိုတာဘာလဲဆိုတာကိုအိဗက်ဖွင့်ဖို့စီဝေးတိုင်ပင်ခဲ့ကြပါတဲ့2006ခုနှစ်ဩဂုတ်လ24ရက်နေ့ပါရာဂွေးမှာ ကျွန်ုပ်တို့သက်ကြဝလာအတွင်းဂျိုကြီးကိုလုံးရှိတယ်ဆိုတဲ့သတ်မှတ်ချက်ကနေဘလူတိုဂျိုကိုစင်းရဲတဲ့ကပဲ့ဖြက်ပြီးဂျိုကြီးရှစ်လုံးသာရှိတယ်ဆိုတဲ့အချက်ကိုမဲပေးသုံးပြခဲ့ကြပါဗျ။နက္ခတဗေဒအရလဲဂျိုပု draft plan နဲ့လို့ခေါ်တဲ့အရာဝတ္ထုအမျိုးအစားအစ်တစ်ခုကိုသတ်မှတ်ခဲ့ပါသေးတယ်။ထို့သတ်မှတ်ချက်ကြောင့်ပဲဂျိုတခုဆိုတာကိုတိတ်ပတ်နေကြအိဗတ်သတ်မှတ်ဖို့အရေးတကြီးလိုအပ်လာပါဗျ။နေကနေ နက်ပ်ဂျွန်ပလူတိုဂျိုတွေထက်ပိုဝေးတဲ့အရာဝတ္ထုအသစ်တွေကိုပိုတုံးတွေကတွေ့ရှိနေကြတာပါ2005ခုနှစ်ဇန်နဝါရီလကအမေရိကန်နက္ခတ္တအသင်းကပလူတိုဂျိုထက်ပိုကြီးပြီးပလူတိုဂျိုထက်ပိုဝေးတဲ့အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့ကြပြီးဇီနာလို့အမည်ပေးခဲ့ကြတယ်ပလူတိုဂျိုဟာဂျိုတခုအဖြစ်သတ်မှတ်ဖို့လုံလောက်တဲ့ကြီးမားမှုရှိပါတယ်ဆိုရင်ဇီနာဂျိုတခုအဖြစ်သတ်မှတ်ဖို့လုံလောက်တဲ့ ကြီးမားမှုရှိပါတယ်ဆိုရင်ဇီနာကိုဘလို့တတ်မှတ်မလဲဆိုတဲ့ပြဿနာ ပေါ်ပေါက်လာတော့တာပါပဲဟိုတုန်းကကနက္ခတဗေဒပညာရှင်တချို့ဟာပလူတိုကိုဂျိုတခုအဖြစ်မဆုံးဖြတ်ခဲ့ပါနေစကြဝလာရဲ့အပြင်ဘက် Quiver Belt လို့ခေါ်တဲ့ Quiver ခပတ်လမ်းကြောင်းအတွင်အရာဝတ္ထုများစွာတဲ့ကတခုလိုပဲတတ်မှတ်ခဲ့ကြတယ်ကျဲတကွန်တွေနဲ့အခြားသိငယ်တဲ့ရေခဲအရာဝတ္ထုတွေဟာ ၊ကွိုင်ဝါကပတ်တဲကရောက်လာကြတာတွေပါ။ဂျိုပလန်နက်ဆိုတဲ့ဝါရဟဂရိပါတာတကာကလာတာဖြစ်ပြီး ခရီးလက်လက်သွားလာသူဝန္ဒရာလို့အဓိပ္ပာယ်ရပါတဲ့။အမှန်တကယ်လဲဂျိုတွေဟာကျယ်တွေနဲ့ပြည့်နေတဲ့အာကာသထဲမှာ၎င်းတို့ရဲ့ကိုပိုင်လမ်းကြောင်းတွေနဲ့လှဲ့လေသွားလာနေကြတာပါပဲ။ဂျိုတွေရဲ့ရွေလျားမှုနဲ့ပတ်သက်ပြီးလူသားတွေဟာဘယ်ချိန်ကစပြီးနားလဲခဲ့တယ်လဲဆိုတာဘယ်သူမှမသိကြပါဘူး။ နေနဲ့လာတော့ကဘာကြီးကိုလက်ပတ်နေတယ်လို့ယူဆခဲ့ကြပါသေးတဲ့15ရာစုမှာတော့နေဆက်ကြဝလာနဲ့ပတ်သက်ပြီးအတွေးခေါ်ကို Copernicus ကပြောင်းလဲပေးခဲ့ပါတယ်ပိုလန်နက္ခတ္တဗေဒပညာရှင်ဖြစ်တဲ့သူဟာကဘာသူတာအခြားဂျိုတွေလိုပဲနေကိုလက်ပတ်နေတဲ့ဂျိုတခုလို့ဆိုခဲ့တယ်နောက်ပိုင်းမှာဂျာမန်နက္ခတ္တဗေဒပညာရှင်ကပ်ပလာကတော့ဂျိုတွေရဲ့ရေတွက်ရေပမှုကိုယုံကြည်ခဲ့တယ်နေနဲ့ဂျိုတွေရဲ့အကောင်အဝေးဟာ ဂီတတန်စင်တွေကိုဖန်တီးတဲ့အားတွေနဲ့ဆက်နေနေတဲ့လိုတောင် သူကယုံကြည်ခဲ့ပါတယ်။အဲ့ဒီတော့ငါတော့ဗုဒ္ဓဟူးဂျိုမာကီရီတောက်ကြဂျို Venus ကဘာဂျိုအက်အင်္ဂါဂျို Mars ဇာတာပရီဂျို Jupiter နဲ့စနေဂျို Saturn စတဲ့ဂျိုကြီး6လုံးကိုသာတိခဲ့ကြပါသေးတယ်။1981ခုနှစ်မှာဂျာမနီဘွားပြည်ထိုင်နိုင်ငံသား William Archer ကခုနှစ်ခုမြောက်ဖြစ်တဲ့ Uranus ဂျိုကို တွေ့ရှိခဲ့ပါတယ်။ ကြီးမားတဲ့ဂျိုတွေဖြစ်တဲ့ကြာတာပရီဂျိုနဲ့စနေဂျိုတို့လိုဓာငွေတွေနဲ့ပြည့်နေတဲ့ဂျိုပါပဲဂျိုလွမ်းကြုံထားတဲ့တိမ်တူးတွေရဲ့အဖျားမှာအပူချိန်ဟာတုံညာအောင်200ဒီဂရီစင်တီဂရိတ် -200 ဒီဂရီဆယ်စီယပ်ရှိလို့အရန်ကိုအေးမြနေတဲ့ဂျိုပါပဲခါရှယ်ဟာဗီတိတ်နခတာဗေဒတော်ဝင်အသင်းကြီးမှာမှတ်တမ်းတင်ခံခဲ့ရတယ်။သူရဲ့အမကယ်ရိုလင်းနဲ့တွဲပြီးသူတည်တနာလေးလာစည်းစမ်းမှုတွေဆက်လက်ပြုလုပ်ခဲ့တယ် သူတို့ရဲ့လေးလာတွေ့ရှိချက်တွေဟာနခတ္တပေဒါရဲ့လေးလာစူးစမ်းမှုခေတ်သစ်ကိုလမ်းဖွင့်ပေးခဲ့ခြင်းပါပဲ1800ခုနှစ်ဇန်နဝါရီလမှာ Gainset BPRC ဟာအင်္ဂါဂျိုနဲ့ကြာတပရေဂျိုတွေရဲ့လမ်းကြောင်းတွေကြားမှာရှိတဲ့အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့ပါတယ်ထိုအီတလီပညာရှင်ဟာပထမမှာထိုအရာဝတ္ထုကိုကျဲတကွန်လို့ထင်ခဲ့သေးတယ်အမှန်တကယ်မှာတော့ဒါဟာ series လို့ခေါ်တဲ့အကြီးဆုံးဂျိုဘက် asteroid ကို စတင်တွေ့ရှိခြင်းမှာပဲ asteroid ဆိုတာကျယ်နဲ့ဆင်တူတဲ့ starlight လို့အဓိပ္ပာယ်ရပါတယ်ထို့ဂျိုဘဲတွေဟာကြောက်သားတွေဖြစ်မယ်ဒါမှမဟုတ်တတ်ထုတွေဖြစ်မယ်ဒါမှမဟုတ်ကြောက်သားနဲ့တတ်ထုအယောဖြစ်ခြင်းဖြစ်ပါမယ်ပါရာဂွေးမှာတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့နက္ခတ္တဗေဒပညာရှင်တွေကဂျိုဘဲတွေနဲ့ဆင်တူတဲ့အရာဝတ္ထုတွေကို နေဆက်ကြော်လာရဲ့သိငဲ့သောအရာဝတ္ထုများ smart solar system bodies လို့အမည်သတ်မှတ်လိုက်ကြပါတယ်။ထိုအရာဝိထုတွေရဲ့လက်ပတ်လမ်းကြောင်းတွေဟာနေနဲ့အလွန်နီးကပ်တဲ့အထိလဲရောက်ရှိသွားနိုင်ပါတယ်။တခါတလေမှာတော့ကမ္ဘာလက်ပတ်လမ်းကြောင်းတွေအထိလဲရောက်ရှိလာတတ်ပါတယ်။သိပ္ပံပညာရှင်တွေက Uranus အားအခြားသောဂြိုလ်ရွယ်သားရှိတဲ့အရာဝိထုတစ်ခုရဲ့ drug ဆွဲအားလွှမ်းမိုးခံနေရတယ်လို့တန်တရားရှိခဲ့ကြတယ်။ URBAIN J A N Y A N L E V E R I N E R ရဲ့တင်ချာအစွမ်းကြောင့်ထိုရဝိတ္ထုရဲ့လမ်းကြောင်းကိုပါလေ့လာနိုင်ခဲ့ကြပါတယ်1846ခုနှစ်မှာ John Godfrey Galileo လို့ခေါ်တဲ့ဗာလင်ကနက္ခတ္တဗေဒပညာရှင်ကသူ့ရဲ့နက္ခတ်ကြီးမှန်မြောင်းတဲ့ Neptune ဂြိုလ်ကိုနိုင်ဝက်အတွင်းရှာဖွေပြသခဲ့ပါတဲ့ Neptune ဂြိုလ်ဟာရှေ့ကတွေ့ရှိပြီးသားဂြိုလ်တွေနဲ့နီးကပ်တဲ့အကွာအဝေးမှာရှိနေတယ် ဗုဒ္ဓဟူးဂျိုတောက်ကြဂျိုကဘာဂျိုနဲ့အင်္ဂါဂျိုတို့ဟာကြောက်သားများတဲ့ဂျိုတွေဖြစ်ပြီးနပ်ကျွန်းဂျိုဟာကြီးမားတဲ့ဇာတပတိဂျိုသနေဂျိုနဲ့ယူရေနပ်ဂျိုတွေတို့လိုပဲဓာငွေတွေနဲ့ပြည့်နေတဲ့ဂျိုကြီးတစ်ခုလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့အမေရိကန်နက္ခတ္တဗေဒပညာရှင်ပါစီဗယ်လိုဝဲကနပ်ကျွန်းဂျိုလမ်းကြောင်းရဲ့အလွန်မှာ H ဂျို planet H လို့ခေါ်တဲ့ဂျိုရဲ့တည်ရှိမှု ထောက်ထားကို တွေးရှိထားပြန်ပါတယ်။ လိုဝဲအာ1936ခုနှစ်မှာဆုံးခဲ့တယ်။သူ့ရဲ့သုတေသနဌာနဖြစ်တဲ့အရီဇိုနာကဖလက်စတက်ကဆက်လက်လေ့လာခဲ့ပြီးကလိုက်တွန်ဘော့ဆိုတဲ့ပညာရှင်က1930ဖေဖော်ဝါရီလမှာဘလူးတိုဂျိုကိုလေ့လာတွေ့ရှိခဲ့ပါတော့တယ်။ဘလူးတိုဂျိုဟာအရန်ဝေးလွန်းလို့နက္ခတ္တဗေဒပညာရှင်တွေတောင်၎င်းဂျိုရဲ့အကြောင်းကိုယနေ့တိုင်နည်းနည်းပပပဲသိရှိကြပါတယ်။ဘလူးတိုဂျိုကိုအကြီးဆုံးနက္ခတ်ကြီးမှတ်မြောင်းတွေနဲ့ကြည့်ရင် အလင်းဆက်ကလေးမျှပဲမြင်ရတယ်။၎င်းရဲ့ဆက်ဝိုင်းပုံနီးပါပတ်နေတဲ့လမ်းကြောင်းဟာနှစ်ပေါင်း250ကြာမှ နေနဲ့အနီးဆုံးကိုရောက်ရှိပါတဲ့။လိုဝဲမျောလင်းခဲ့တာက HJO ဟာဓာတ်ထုကြီးမာရမယ်။ဒါပေမဲ့အမှန်တကယ်ဒီနေ့သိရှိထားတာက HJO ဟာကဘာဂျိုထက်တောင်တင်းငယ်နေတယ်။1988ခုနှစ်မှာတော့ဘလူးတိုဂျိုမှာလာတဲ့ဇင်းရှိတယ်ဆိုတာကိုအမေရိကန်ပညာရှင်တွေဟာ ျွန်ုပ်တို့ရဲ့လက်ထက်အရွယ်စားတင်းငယ်နေတာကိုတွေ့ရှိခဲ့တော့တာပါပဲပလူတိုဂျိုရဲ့အရွယ်စားဟာတိပ်ပတ်ပညာရှင်တွေ ထင်ထားတာထက်ကျုံနေတယ်ကျွန်ုပ်တို့ရဲ့လက်ထက်တောင်တင်းငယ်နေတယ်ဆိုတော့ဂျိုးဆိုတာပါလေလို့ပြန်စမ်းသိရမလို့ဖြစ်နေတော့တာပါပဲဒါကြောင့်လဲအမေရိကန်အာကာသအေဂျင်စီ NASA က2006ခုနှစ်ဇန်နဝါရီလမှာမိုကုတ်ဆက်ဝိုင်းအသစ် New Horizon လို့ခေါ်တဲ့သက်ရုပ်စံနဲ့ဂျိုတူတသိန်းကိုပလူတိုဂျိုစီကိုလွှတ်တွင်ခဲ့ပါပြီ။ 2015ခုနှစ်ကျော်မှထိုဂျိုဒုဟာဘလူတိုဂျိုစီကိုရောက်ရှိပါလိမ့်မယ်2006ခုနှစ်အစောပိုင်းမှာပဲပြည်ပဆိုင်ရာနခတ်တပေတာအတင်းကြီးကဂျိုတခု ဆိုတာဘာလဲဆိုတာကိုဒိဗ္ဗေဖွင့်ဖို့ကောမဒီတခုကိုဖွဲ့စည်းခဲ့ပါတယ်ထို ကောမဒီရဲ့ပထမဆုံးအစုပ်ပြုချက်ကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်ဂျိုဆက်နှလုံးရှိတယ်ဒါကြောင့်လဲဂျိုကြီးရှက်လုံးပဲရှိတယ်ဆိုတာအယူဆဟောင်းချက်ချင်းဖြစ်သွားပါတယ်ပလူတိုနဲ့တူတဲ့ဂျိုတွေကို ပလူတော်များ PLUTONS လို့အုပ်စုအသစ်သတ်မှတ်လိုက်ကြတယ်။ပလူတိုရဲ့လာဖြစ်တဲ့ချာရွန်ဟာပလူတိုဂျိုကိုလက်ပတ်နေတာသာမဟုတ်ပဲချာရွန်နဲ့ပလူတိုတို့ကတစ်ခုနဲ့တစ်ခု အပြန်အလှန်လက်ပတ်နေကြပါတဲ့။ဒါကြောင့်လေချာရွန်ဇီနာနဲ့စီရီစ်တို့ဟာပလူတွန်တွေပါပဲ။သို့တော်ညာနက္ခတ္တပေဒပညာရှင်တွေကြားညင်ညာခုံညာတွက်ကြချက်ကြပြန်လဲညင်ညာ ောက်ဆုံးအများစုသဘောတူညီလိုက်ကြတာကတော့ဂျိုကြီးရှစ်လုံးရှိတယ်။ပြီးတော့ဂျိုဘူးလို့ခေါ်တဲ့အုပ်စုတစုလည်းရှိတယ်။ဒါဆိုရင် လောလောဆယ်မှာဂျိုဘူးအုပ်စုဝင်တွေဟာပလူတိုဇီနာနဲ့စီရီစတိုပါပဲ။အခြားအဖွဲ့ဝင်တွေပါဝင်လာအောင်မယ်လို့မျှော်လင့်ထားကြပါဗျ။တော်ရချက်ရအတည်ပြုရပါအောင်မယ်ပြည်ပဆိုင်ရာနကတဗေဒအတင်းကြီးဟာ1939ခုနှစ်ကတည်းကတည်ထောင်ခဲ့တာပါ၃နှစ်ကြာတိုင်းထွေထွေညီလာခံပြုလုပ်တယ်2006ခုနှစ်ဩဂုတ်လ 2024ရဲ့နှစ်ပါရာဂွေးချက်မျိုးတော်မှာပြုလုပ်ခဲ့တဲ့ညီလာခံမှာဖွဲ့ဝင်ပေါင်း900တဲ့က2500တက်ရောက်ခဲ့ကြပါတယ်ညီလာခံနှစ်ပတ်ကြာတယ်ထို့ထက်မှနက္ခတ္တဗေဒပညာရှင်424ယောက်ကနောက်ဆုံးနေ့အထိတက်ရောက်ပြီးသာတန်းနေ့တင်သွင်းခဲ့ပါတဲ့ဂျိုးတစ်ခုဆိုတာဗာလဲဆိုတာကိုအချက်၃ခုသဘောတူညီခဲ့ကြတယ်၁ဂျိုးဆိုတာနေကိုလက်ပတ်နေရမယ်၂ဂျိုးဆိုတာလုံလောက်တဲ့ drug to mass ရှိရမယ်။ဒါကြောင့်၎င်းရဲ့ drag ဆွဲ r gravity ဟာအနီးပတ်ဝန်းကျင်ကိုလွှမ်းမိုးနေရမယ်။၃ဂျိုးဆိုတာ၎င်းရဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးဘေးပတ်ဝန်းကျင်အရာဝတ္ထုအတွက်ရှင်းရှင်းလင်းလင်းရှိရမယ်။ထိုချက်တွေနဲ့ရှင်းလိုက်ရင်ဘလူတိုဂျိုအတွက်ပြည့်စုံမှုမရှိတော့ပါပလူတိုဂျိုရဲ့လမ်းကြောင်းဟာနက်ပကျွန်းဂျိုရဲ့လမ်းကြောင်းတဲကိုလည်းဖြတ်ဝင်နေတတ်သေးတယ်။ဒါကြောင့်လည်းနက်ပကျွန်းဂျိုတောင်မှပဲ ဂျိုတခုမှဟုတ်ပါလေသားလို့ဆက်လက်စဉ်းစားနေနိုင်ပြမှာသေးတယ်။နကတဗေဒပညာရှင်တွေကတော့ဂျိုနဲ့ဂျိုဘူးအဖွဲ့ဆိုပြီးနှစ်ခုခွဲခြားလိုက်ပါပြီ။နောက်ပြီးဂျိုကြီးဆက်နှလုံးရှိတဲ့ဆိုတဲ့အဆိုပြုထားချက်ကိုလည်းမမေ့သင့်ပါ။တိပ္ပံပညာဟာယနေ့တိုင်ဆက်လက်လေ့လာနေသေးအမျိုးမျိုးလဲပြောင်းလဲနေသေးပါပဲ။လောလောဆယ်တော့နေသက်ကြဝလာနဲ့ပတ်သက်ပြီးဂျိုကြီးရှစ်လုံးပဲရှိတယ်လို့ယူဆလိုက်ကြပြန်ပါပြီ။ဒါဆိုရင်အနာဂတ်မျိုးဆက်တစ်ပညာရှင်တွေကဘယ်လိုများပြောင်းလဲပြေအောင်မလဲ။ ဒီနေ့တိပ်ပတ်ပညာရဲ့နက္ခတ္တအတွင်းမြင်နေရနောင်နာကမျိုးဆက်တဲ့ပညာရှင်တွေအတွက်ကမ္ဘာဦးလူသားတွေကျယ်တွေကိုကြည့်ပြီးတွေးမြင်ခဲ့တယ်လို့အစင်းလောက်ပဲဖြစ်ချင်ဖြစ်နေဦးမှာပါပဲ reference criterion waste harvest on new solar system by mario ritter